ဒါအကြောင်းပြချက်ဒါအကြောင်းပြချက်တခုတသက်ပဲပေါ့နော်တကယ်တော့စစ်ကောင်စီကို KNU ကတခွက်ပြန်ပြလိုက်တာပဲအဲဥစ္စာတဲ့တဲ့ကိုအဲ့နားမှာတစိမ့်တစိမ့်တစိမ့်ရှိတယ်အဲ့ဥစ္စာတဲ့တဲ့ကိုဒလိုင်းတပ်ဖွဲ့တွေရဲ့ drone ပုံတွေပစ်ချတာကွက်တီကြတာဗျာကွက်တီကြတာ င်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ24ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်2025မဟုတ်ဘူးဗောနော်2025ခုနှစ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့ထူခြားသတင်းတွေထူခြားဖြစ်စဉ်တွေရှိတယ်အားရစရာတွေရှိတယ်ဗောနော်ဒါခင်ဦးမှာစစ်ကြောင်းတစ်ကြောင်းလုံးပြုတ်သွားတဲ့အကြောင်းအဲပြီးရင်ဗမော်မှာတလုံးနေနဲ့တစိမ့်ပြောက်သွားတဲ့အကြောင်းအဲပြီးရင်ဒါမင်းလက်ဘတ်ကြားဖြတ်ရုံကို KNL ကဝင်စည်းလိုက်တဲ့အကြောင်းအဲပြီးရင်ဒါစစ်ကောင်စီဘက်ကပြင်ဆင်နေတဲ့စကိုင်းရယ်ပြီးရင်မိုးကုတ်ရယ်အဲ့ဒါနဲ့ပတ်သက်တဲ့အခြေအနေတွေကိုဒါကျွန်တော် ပြောသွားမယ်ဗောနော် အဲ့တော့မြောက်ရီမြို့နယ်ဒါမင်းလက်ပံပေါ့နော်အဲ့ဒီနေရာမှာဒါ DKBA ပူသခွားသည်လုံခြုံရေးယူထားတဲ့ကြားဖြန့်ရုံကို KNL ကဝင်ရောက်စီးနှင်းလိုက်တယ်ဆိုတဲ့သတင်းကတော့တော်တော်လေးအော်တောင်းနေဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကဒါထူးခြားဖြစ်စဉ်အနေနဲ့ဆိုရင်လည်းဒါကတော်တော်လေးထူးထူးခြားခြားဖြစ်သွားတယ်ဖြစ်စဉ်ကိုအဲ့တော့ဒီစီးနှင်းမှုကိုနိုဝင်ဘာ22ရက်နေ့တိုက်ပွဲဖြစ်စဉ်အတွင်းမှာဒါမင်းလက်ပံကြားဖြန့်ရုံမှာဒီလုံခြုံရေးယူပေးနေတဲ့ DKBA တပ်ဖွဲ့ဝင်20ကျော်20ကျော်ကိုလက်နက်ခဲအနေနဲ့အတူတူ ဖန်စီထိတ်သိမ့်ခဲ့ကြောင်းဒါသတင်းတွေကနေပြောဖော်ပြကြတာရှိတယ်အဲ့တော့ဒါ KNL ဥဆောင်တဲ့ဒါပူပေါင်းမာမိတ်ဖွဲ့လည်းပါတာပေါ့လေနော်အဲ့တော့လက်နက်186လက်ပေါ့နော်ဒါလူက20ပဲရှိရလက်နဲ့က186လက်ပေါ့နော်အဲ့တော့ပုံပါအတိုင်းပေါ့နော်ဒါကြည့်ရမယ်ဆိုရင်ဒါလက်နဲ့တွေကိုပုံထားတာမနေမနောပေါ့နော်ဒါကြည်ကားတွေရောဆက်ဆက်ပစ္စည်းတွေရောဒီအတိုင်းကိုပုံထားတဲ့ပုံစံမျိုးပေါ့နော်ဒါထိမ့်သိမ့်ထိမ့်သိမ့်လိုက်တဲ့ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တို့တော့မြင်တွေ့ရတယ်ပေါ့နော်အဓိကဝင်ရောက်စီးနှင်းလိုက်တယ်ဒီနေရာမှာထိမ့်သိမ့်လိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော် အဲအဲအကြောင်းမလို့လဲဒါလက်နက်တွေဘာတွေဆိုရင်ဒီတိုင်းဘေးနားမှာနေဒီတိုင်းထောင်ထားတာပုံထားတာတွေအများကြီးပဲပေါ့နော်အဲ့တော့ဒါဘာကြောင့်ဖြစ်တာလဲဒါလေးနဲ့ပတ်သက်လို့ကျွန်တော်ခံမှန်းကြည့်ကြအောင်ပေါ့နော်အဲအဓိကကတော့ဒါ KNU ကကြားဖြတ်နေနေလောက်တာ KNU ကကြားဖြတ်နေနေလုတ်ပြလိုက်တာပေါ့နော်လုတ်လိုက်တာပေါ့နော်စစ်ကောင်စီကိုကောင်တာပြန်လုတ်ပြလိုက်တာဟလာစစ်ကောင်စီကအခုဒါကြားဖြတ်နေပတ်သက်လို့သူကြီးကျယ်တွေရှောက်ပြောနေရရှိရပေါ့နော် အဲဥစားနဲ့ပတ်သက်လို့ KNU ကတခါတည်းတဘာတည်းပေါ့နော်ဒါလုတ်ပြလိုက်တဲ့ဟာပေါ့နော်တက်တည်ချက်လက်ကြီးနဲ့ထွက်လာခဲ့တဲ့ဟာဖြစ်တယ်အဲ့တော့စစ်ကောင်စီကဒါ KNU KNL ကိုကြားဖြတ်နဲ့ပတ်သက်လို့ဆွဆွဲလိုက်တဲ့ဟာရှိတယ်အဲ့ဒါကသူဒါဖအန်ကိုလာတဲ့ချိန်ပေါ့နော်မြိုင်ကိုလာတဲ့ချိန်ပေါ့နော်အဲ့မှာတက်မိသားစုနေနဲ့တွေ့တဲ့ချိန်မှာသူအဲ့ဒါနဲ့ပတ်သက်လို့ပြောခဲ့တာရှိတယ် တော့ KNU KNL အဲဒီအဖွဲ့တွေကဒီကြားဖြန့်ကနေပြီးတော့ဗောနော်ဒါရရှိတဲ့ငွေကြေးနဲ့ပြည်သူတွေကိုဒါတက်ဖြတ်နေတာဖြစ်ကြောင်းဆိုပြီးတော့ဒါပထမတစ်ခါပြောတယ်ပြီးတော့ခုနတက်မီတာစုနေနဲ့တွေ့တဲ့အချိန်မှာလည်းပြောတယ်အဲအဲ့ချိန်တော့ဆိုရင်ဒါခုနသူနဲ့ငင်းငယ်ယူထားပါတယ်ဆိုတော့ဗောနော်အဲပူပေါင်းပါတယ်ဆိုတော့အဖွဲ့တွေကစပါတယ်ဆိုပြီးတော့သူခန့်မှမှာပြောခဲ့တာနောက်တစ်ခုကဒါဇော်မဲလုံးဇော်မဲလုံးကလည်းပြောခဲ့တယ်ဗောနော်ဒီကြားဖြန့်နဲ့ပတ်သက်လို့လုံးဝသူတို့တွေအဲ့လိုမျိုးပုံစံမျိုးဒါထိုးချဖို့အတွက်စီစဉ်ခဲ့ကြတာရှိတယ် နောက်ွယ်မှာ KNU ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ပြောခဲ့တာရှိအဲ့ဒီသဘောမျိုးနဲ့ဒါ KK Park လို့နေရာမျိုးကိုဒါ KNU နောက်ွယ်ကလောက်ကင်နေတယ်ဆိုတဲ့သဘောမျိုးနဲ့ဒါ BJ နဲ့အတူတူသူတို့လဝါချင်းရိုက်ပြီးတော့ဒီနေရာကြီးကိုဝင်စီးပြီးတော့ပြခဲ့တယ်ပေါ့နော်အဲဝင်စီးပြခဲ့တယ်ရှင်းလင်းနေဆိုပေမဲ့လည်းဒါကတော့ဒါရုပ်ရှင်ရိုက်မှန်းတော့ဒါအားလုံးသိတယ်အဲစစ်ကောင်စီဘက်ကဒီနေရာကိုဒါရှင်းလင်းမယ်ဆိုပြီးတော့ဒါ BJ ကလည်းဒါစစ်ကောင်စီနဲ့အတူပူးပေါင်းရှင်းလင်းမယ်ဆိုတဲ့ပုံစံမျိုးတွေပြောခဲ့တာတွေလောက်ခဲ့တာတွေရှိတယ်ပေါ့နော်အဲ့တော့ ဒီ GB အနေနဲ့ကလည်းဒါကြားဖြတ်တဲ့ဒါပါဝင်ပတ်သက်ခြင်းမရှိကြောင်းဒါပြောဆိုခဲ့မှုတွေရှိတယ်။ဒီ GB ကရောဒါ BJ ကပါပေါ့နော်ဒါစစ်ကောင်စီနဲ့တကယ်တမ်းပြောရရင်တော့စစ်ကောင်စီလက်အောက်ခံလည်းဖြစ်တယ်ဒါ BJ ဆိုရင်ပေါ့နော်။အဲပြီးရင်ဒါစစ်ကောင်စီနဲ့အဆက်ဆံရှိနေတဲ့အဖွဲ့တွေလည်းဖြစ်တယ်။အဲကြောင့်ဒီ NCA သဘောအတိုင်းပဲသွားနေတဲ့အဖွဲ့တွေလို့လည်းဒါပြောလို့ရတာပေါ့နော်။အဲဒါပြီးရင်ဒါစစ်ကောင်စီရဲ့ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ဝန်ရံမယ်ဆိုတဲ့ပုံစံမျိုးလည်း ပြောပြောခဲ့ဘူးတဲ့အဖွဲ့ဖြစ်တယ်ဗောနော်ဒါ BJ ဆိုရင်အဲ့လိုမျိုးပြောခဲ့တာရှိတယ်အဲ့တော့ KNU ကဒါစစ်ကောင်စီရဲ့စစ်ကောင်စီလက်အောက်ခံရဲ့ပြီးရင်စစ်ကောင်စီနဲ့ဆက်ဆံနေတဲ့အဖွဲ့တွေဟာဒါကြားဖြတ်မှာပါဝင်ပတ်သက်နေတယ်ဆိုတဲ့ဟာကိုဗောနော်အတိကလုံနေတယ်ဆိုတဲ့အကြောင်းကိုတုံးကဒီလိုမျိုးဒါစီးနှင်းမှုနဲ့တကွက်ပြန်ပြလိုက်တာအဲ့မှာကြားဖြတ်ကြားဖြတ်ရုံကတော့ဝင်စီးလိုက်တယ် ဝင်စီးလိုက်တဲ့အချိန်မှာဒါလုံကျွေးယူပေးနေတဲ့အဖွဲတွေကိုဒီလိုမျိုးထိမ့်သိမ့်လိုက်တာရှိတယ်။ဘာမှမလုပ်ဘူး။အတက်အနေမပေးဘူးပေါ့ဗျာ။လက်နဲ့တည်းထိမ့်လိုက်တယ်၊လူတွေဒါထိမ့်သိမ့်လိုက်တယ်ဆိုတဲ့ပုံစံမျိုးဒါလှုပ်ပြလိုက်တာရှိတယ်။အဲ့ဒါတခွက်ပြလိုက်တာပေါ့နော်။အဲ့တော့ဘသူတွေကပါဝင်ပတ်သက်နေသလဲဆိုတဲ့ပုံစံမျိုးအဲ့ဒီအဖွဲတွေကရောစစ်ကောင်စီနဲ့ဘလို့မျိုးပတ်သက်ဆွေးနွေးမှုရှိသလဲဆိုတဲ့ပုံစံမျိုးလှုပ်ပြလိုက်တာပေါ့နော်။အဲ့တော့ KK ပတ်ခုကိုဒါဟန်ပြရှင်းလင်းတာတွေဖောက်ခွဲပြတာတွေလှုပ်ပြီးတဲ့နောက်မှာရွှေကုတ်ကိုဆက်ပြီးတော့သူတို့ဇလန်းတွေရိုက်ကြတယ်။ဇလန်းတွေရိုက်တာပါပေါ့နော်။ဒါမော်နီတာတွေကိုဒါ လမ်းကြိတ်ဆက်နေတဲ့တက်ပြီးတော့ကြိတ်ပြတာတွေဖုန်းတွေကိုလမ်းကြိတ်ဆက်တွေနဲ့ကြက်ပြီးတော့ကြိတ်ပြတာဟာတွေဒါတွေလုတ်ပြတယ်ပြီးတော့ဒါအမှန်တော့ဘေးနားကနေရက်ကြည့်တဲ့ကောင်တွေပါတက်ကြိတ်ပြရမှာပေါ့နော်အဲ့ကောင်တွေကတကယ်တကယ်လုတ်တဲ့ကောင်တွေလေအဲ့လိုကောင်မျိုးတွေကိုကြိတ်ပြရမှာပေါ့နော်အဲ့တော့ဒီကောင်တွေကသာတကယ်တရားခံဖြစ်တယ်အဲ့စက်ကောင်စီစသားကြီးကြည့်တွေ့တဲ့အတိုင်းပဲအဲလုံးဝဟန်ပြတွေလုတ်ပြနေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးလုတ်ပြတဲ့ဟာအကြောင်းမလို့ကောဒီကြားပြန်ခိုင်းကြီးကပြတ်သွားသလားပျက်စီးသွားသလားပြီးသွားသလားပြတ်သွားသလားပေါ့နော် အဲ့တော့အဲ့လိုလုတ်ပြလိုက်တော့ရောဒါစောင့်ကြည့်နေတဲ့အဖွဲ့တွေပေါ့နော်ဒါခုနလို scan center strike four လိုမျိုးအဖွဲ့တွေကရောယုံကြည်သွားသလားလက်ခံသွားသလားခေါင်းလေးကလေးအတွေးလေးနဲ့လုတ်ပြရပါပေါ့နော်လုတ်ပြပါဆိုရကျွန်တော်ဒါပြည်သူတွေကလည်းထောက်ပြကြရရှိတယ်ပေါ့နော်အာမော်နီတာတွေကိုလုတ်ပြရမှာမဟုတ်တာပေါ့နော်ဒါဘလိုဟာတွေကိုလုတ် လုတ်တင်တယ်ဘလိုဟာတွေကြတော့တင်းထားတယ်ဘလိုလူမျိုးတွေကြတော့ထိမ့်သိမ့်ထားတယ်ဘလိုလူမျိုးတွေကြတော့နေရာရွှေ့ထားတယ်ဘလိုလူမျိုးတွေကြတော့လုံကျွေးပေးထားပါတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အများကြီးပဲပြည်သူကထောက်ပြ ပြည်သူကအခုချိန်မှာတကယ်ကိုတော်တော်များများသိတာနော်အကုန်လုံးသိတာဘယ်နောက်မှဘယ်လိုမျိုးရွှေ့ပြောင်းပြီးတော့အစ်စ်လှုပ်ဆောင်နေတယ်ဒါတွေကစအကုန်သိတာနော်ပြီးရင်ဘသူတွေကိုဒါခေါ်ပြီးတော့ဘယ်အဖွဲ့တွေကရွှေ့သွားတယ်ဆိုတဲ့ဟာတွေကစအကုန်လုံးဖော်ထုတ်ပေးနေတာပေါ့နော်ဒါပြည်သူကတော်တော်လေးကိုဒါအကုန်လုံးသိတဲ့အတိုင်းပဲလိုက်ပြောပြနေရရှိတယ်အဲ့တော့ဒီလိုလှုပ်ပြလိုက်တဲ့အချိန်မှာဒါစစ်ကောင်စီဘက်ကပေါ့နော် ဟန်ပြပုံစံမျိုးနဲ့အခုလိုမျိုးဝင်စည်းပြတဲ့ဟာတွေကရောတကယ်ပြောရင်ပြည်သူကရောလက်ခံမယ်ထင်လားစောင့်ကြည့်နေတဲ့အဖွဲ့တွေကရောယုံကြည်မယ်ထင်သလားဒါကလေးကွက်တွေဒါတွေကအကုန်လုံးသိတယ်ပေါ့နော်အဲ့တော့အခုဆိုရင်ဒါပို့ဆိုးကုန်ပြီပေါ့နော်ဒါမပေါ်အောင်လို့မနှဲလုံနေပါရဲ့ဆိုနေမှပဲဒါ KNL ကကြားဖြံမှာလုံကျွေးယူပေးနေတယ်ဒီ EVA အဖွဲ့ကိုဝင်ပြီးတော့စီးနင်းလိုက်တယ်လူက20တဲ့လက်နက်က186လက်ပေါ့နော်190ကျော်ပေါ့နော်အဲ့တော့ ဒါအကြောင်းပြချက်အနေနဲ့ဆိုရင်တိုက်ပွဲဖြစ်စဉ်အတွင်းမှာတဲ့အဲ့ထဲကနေပြီးတော့ဒါအဲ့ဒီကြားဖြန့် site ထဲကနေပြီးတော့ဗောနော်ဒါ DGB ဘက်ကနေပြီးတော့ဒါကြီဖောက်လို့ဆိုဝင်စီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါပြောရတာရှိတယ်ဒါအကြောင်းပြချက်ဒါအကြောင်းပြချက်တစ်ခုတသက်ပဲဗောနော်တကယ်တော့စစ်ကောင်စီကို KNU ကတစ်ခွက်ပြန်ပြလိုက်တာပဲဒါဟာလေဒါပြောမယ်ဆိုရင်တကယ်တကယ်တမ်းပတ်သက်ဆက်နွယ်နေတဲ့သူတွေကဘသူတွေဖြစ်တယ်အဲ့အဲ့အဖွဲ့တွေကစစ်ကောင်စီနဲ့ဘယ်လိုဆက်သွယ်မှုရှိတယ်ဆိုတဲ့ဟာကို ီတကွက်ထဲနဲ့ပြန်လုပြလိုက်တာပေါ့နော်လက်ရှိအခြေအနေထိတော့ဒါတိကျတဲ့ဖြည့်ရှင်းချက်မျိုးထုတ်ပြန်ချက်မျိုးဒါတွေကိုတော့မတွေ့ရသေးဘူးမနေ့ကအခြေအနေထိပေါ့မနေ့ကဒီသတင်းတွေထွက်ပေါ်လာပြီးအခြေအနေထိကိုဒါတွေကမသိရသေးဘူးနောက်ပိုင်းထွက်လာမယ်ဆိုရင်တော့ပြောတတ်ဘူးပေါ့နော်အဲ့တော့ဘာတွေဖြစ်လာမလဲဘာဒီလိုမျိုးကိစ္စတွေဖြစ်ပြီးရနောက်ပိုင်းမှာဘယ်လိုမျိုးတွေထပ်ပြီးရဆက်ဖြစ်လာမလဲဆိုပြီးတော့တွေးကြည့်ရခါကျတော့ပြောမယ်ဆိုရင်ညအခြေအနေတွေပို့ပြီးတော့တင်းမလာနိုင်တာလည်းရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီလိုဖုံးကွယ်ဖို့အတွက်စူးစမ်းနေတဲ့ဂျားတွေကမှဒါမျိုးပေါ်ပေါက်သွားတယ်ဆိုကနေက အဲဆိုရင်ကြတာကြီးလည်းရှိမယ်ပေါ့နော်အဲဆိုရင်ကြတာကြီးလည်းရှိမယ်ပူပန်ကြတာကြီးလည်းရှိမယ်သေးကြတာတော့ဒီလိုကိစ္စမျိုးတွေကဒါဖုံးကွယ်လို့မရဘူးဆိုတော့တေးကြတယ်ဒါသူ့ဘာသာဒါခေခေပတ်မကလို့ပေါ့နော်ရွှေကုတ်ကိုပဲစီးပြပါစေမယုံရောက်ပေါ့နော်စစ်ကောင်စီရှိသည်မြတ်ဒါကြားဖြန့်ကလည်းရှိနေဦးမှာပဲ ဒါအချို့ဆိုရင်ရန်ကုန်နေပါတယ်တောင်မှရောက်ကုန်ကြပြီဒါအားလုံးသိကြတယ်ပေါ့နော်ဒါပြီးရင်မင်္ဂလာမျိုးနယ်တဲ့ကကြာကြာဖြတ်နေဆိုရင်ဟန်တော်မပြတ်ဘူးပေါ့နော်စစ်ကောင်စီကအဲ့တကြောမှာသူတို့အဲ့ပတ်ချလဲအဲ့ပတ်ဝင်းချင်အဲ့နေရာအဲ့နေမြေတစ်ခုလုံးကိုသူတို့အကာအကွယ်ပေးထားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ထားတာပေါ့နော်အဲ့တော့အဲ့ကောက်ကောင်တွေက AC ပဲဘလောက်ပဲထုတ်ဖို့ပြီးပြောပြောအဲ့ကောက်ကောင်တွေတုတ်တုတ်တောင်မလုပ်ဘူးပေါ့နော်ဟန်တော်မပြတ်ဘူးပေါ့နော်အဲ့တော့ပြောချင်တာကစစ်ကောင်စီရှိနေသည်ဒီကောင်ကြီးရရှိနေအောင်မှာဒီကြာဖြတ်ရရှိနေအောင်မှာပဲနေရာတိုင်းမှာလှည့်ပတ်ပြီးတော့လုပ်ဖို့အတွက်ကိုသူတို့စူးစမ်းနေကြအောင်ပါပဲပေါ့နော်အဲ့တော့ ဒါတကယ်တမ်းပြောရင်တော့ဒါ GNL ကတခွက်ပြန်ပြလိုက်တာစစ်ကောင်စီကိုနော်ဒါလည်းအားရစရာကောင်းတယ်အဲနောက်တစ်ခုကဒါခင်ဦးမှာစစ်ကြောင်းပြက်ပြန်ပြီစစ်ကြောင်းနေပြက်မပြက်တဲ့စစ်ကြောင်းကိုမရှိတော့ဘူးပေါ့နော်ခင်ဦးမှာဒါစစ်ကြောင်းပြက်အောင်တိုက်ခိုက်ခံရပြန်တဲ့စစ်ကောင်စီဆိုပြီးတော့ဒါသတင်းတွေမှာတက်လာတယ်ရှိတယ် ဒါပေမဲ့တပ်ဖွဲ့တွေဘက်ကတော့ဒီဥစ္စာနဲ့ပတ်သက်လို့လုံးဝတိုက်ပွဲမှတ်တမ်းတွေဖြစ်စင်းနေတိုင်းနဲ့ပတ်သက်လို့ထွက်ပေါ်လာတဲ့ပုံစံမျိုးတော့ထုတ်ပြန်လာတဲ့ပုံစံမျိုးတော့မတွေ့ရှိရသေးဘူးပေါ့နော်။ဒါပေမဲ့ဒီသတင်းကဒါအရန်ကိုဟော့နေတဲ့ပုံစံမျိုးဖြစ်နေရပါလိမ့်နော်။အဲနိုဝင်ဘာ23ရက်နေ့မနက်ပိုင်းဒါခင်ဦးမြို့နယ်ဒါမုံလာရွာကနေပြီးတော့ဒါကလုံရွာကိုလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်တာ။အဲစစ်ကောင်စီစစ်ကြောင်းကမ်အဲကမ်ဘလူဘက်ကလာတာပေါ့နော်ကမ်ဘလူဘက်ကနေထိုးလာတဲ့စစ်ကြောင်းပဲတဲ့အဲ့စစ်ကြောင်းအင်အား300လောက်ပါတယ်ပေါ့နော် ဲ့တော့တပ်ဖွဲ့တွေဘက်ကလက်နက်80ကျော်လောက်ရထားတယ်ဆိုပြီးတော့လည်းသတင်းတွေမှာဖော်ပြထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ခင်ဦးမှာစစ်ကြောင်းလိုက်ပြုတ်ပြန်ပြီဆိုပြီးတော့ပြောနေကြတယ်ရှိတယ်အဲတုံးတုံးကកောင်းနေမကုံသေးဘူးလားဆိုပြီးတော့ပြောနေကြတယ်ရှိတယ်ပြီးရင်ဒါမပြတ်တဲ့စစ်ကြောင်းဘယ်စစ်ကြောင်းရှိသေးလဲဆိုပြီးတော့ပြောနေကြတယ်လည်းရှိတယ်ဒီထပ်ပြောတာဗာလဲဆိုတာဆိုတာများပေါ့နော်အလောင်းကတောင်လိုတောင်ပုံနေသေးတယ်ဆိုပြီးပြောကြရည်လည်းရှိရယ်ဆိုတော့ကျွန်တော်တို့ကတကယ်အားရနေပြီပေါ့နော်ဒီလိုမျိုးတစုံတစလေးကြားရတာနဲ့ကိုပဲတော်တော်ကိုအားရပါရဖြစ်နေပါပြီအဲပြောရမယ်ဆိုရင်ဗျာ စစ်ကြောင်းတွေကဒါမပြတ်တဲ့စစ်ကြောင်းကိုမရှိသလောက်ပဲစစ်ကောင်စီဘက်ကဒီအညာဘက်တွေကိုပေါ့နော်စစ်ကြောင်းထိုးတဲ့အခါမှာအင်ပြည့်အားပြည့်တို့တုံးတာဗျတုံးတယ်အပြူတွေဆိုလဲတို့အားကောင်းတဲ့နေရာမျိုးတွေဆိုအရန်ကိုဖိပြီးတော့တုံးတဲ့ပုံစံမျိုးအဲဒါပဲမဲ့လေသူတို့ဘလောက်ပဲကြွေးကြော်ထားပါစေသူတို့ဘလောက်ပဲအင်အားများပါစေပေါ့နော်အညာကတပ်ဖွဲ့တွေကိုဒါသူတို့ထင်သလိုမလုံနိုင်ဘူးဖြစ်နေတာအညာကတပ်ဖွဲ့တွေကတကယ်ကိုစွန့်ဆောင်ရင်ကောင်းကောင်းနဲ့လုပ်ပြနေတာအဲ့ဒါကအခုနောက်ပိုင်းဘာဘူးပို့ပြီးတော့တိတာမိလဲဆိုတော့အဲကျွန်တော် တပ်ဖွဲ့တွေကတပ်ဖွဲ့နဲ့တပ်ဖွဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေကပို့ပြီးတော့ကောင်းလာအဲ့ပြည်တာကျွန်တော်တို့ဒါမြေပြင်ကအဖွဲ့တွေအချင်းချင်းကြားကဆက်ဆံရေးတွေအဲ့ဒါတွေကလည်းပို့ပြီးတော့ကောင်းလာတယ်ပြီးတော့တပ်ဖွဲ့နဲ့တပ်ဖွဲ့ပေါ့နော်ချိတ်ဆက်ဆောင်ရွက်တဲ့အပိုင်းတွေကပို့ပြီးတော့ကောင်းလာတယ်အဲ့ဒါကဘာလဲဆိုတော့အဖွဲ့တွေကိုနိုင်ကိုကငါတို့တပ်ဖွဲ့တဲ့ပုံစံမျိုးနဲ့တိုက်လို့တော့ရေရှည်မှာအဆင်မပြေနိုင်ဘူးငါတို့အဖွဲ့အားလုံးပေါင်းပြီးတော့အင်အားစုကြီးတရက်ပေါ်ပေါက်အောင်လုပ်နိုင်မှာဆင်ပြေလိမ့်မယ်ဆိုတဲ့အတွေးမျိုးတွေကိုယ်တိုင်ဝင်လာကြတယ်အဲ့အတွေးတွေဝင်လာကြတယ် အဖွဲတိုင်းကိုကြီးမှာအဲ့အသည့်တွေရှိလာတဲ့ခါကျတော့လက်တွဲပြီးလှုပ်ဆောင်မှုအတွက်ဝင်မလေးတော့ဘူးလက်တွဲပြီးလှုပ်ဆောင်တဲ့ခါမှာလည်းအဲ့အသည့်တွေကိုကြီးရှိထားပြီးသားဖြစ်တဲ့အတွက်ပေါ့နော်ချို့အရာတွေကညှိနှိုင်းရမလို့တော့ဘာလို့စစ်ကောင်စီပြုံးကြဖို့အတွက်ကိုပဲဥတီပြီးတော့တိုက်ခိုက်ကြမှာဖြစ်တဲ့အတွက်တချို့အခက်အခဲတွေပွတိုက်မှုတွေဘာတွေဆိုတာပျောက်သွားအဲ့ဒါတကယ်အရန်အားရစရာကောင်းတဲ့အချက်ပေါ့နော်အဲ့ဒါအကြောင်းမလို့လေအခုဒီနေ့ဒီချိန်ထိစစ်ကောင်စီကတချို့နေရာတွေမှာအပြစ်ရက်သွားပြီ အညာကိုဖိဖို့အတွက်လုပ်နေတဲ့စစ်ကြောင်းတွေအများကြီးရှိတယ်။ဒါပေမဲ့မြေပြင်မှာသူတို့လုံးဝထိန်းချုပ်နိုင်စွာမရှိသေးဘူး။အဲ့ဒါကခုနတပ်ဖွဲ့တွေရဲ့ဆန်းဆောင်ရည်တွေပို့ပြီးတော့ကောင်းလာလို့စီးလုံးညညွတ်မှုတွေပို့ပြီးတော့တွေ့လာရလို့ပဲဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီထက်ပို့ပြီးတော့စီးလုံးမဲ့ဟေ့ဆိုရင်ရမ်းမိုက်တဲ့အခြေအနေမျိုးရောက်တော့မှာပေါ့နော်။ပြီးတော့လက်နက်ခဲရန်လက်နက်ခဲရန်ဆိုရင်လည်းတပ်ဖွဲ့တွေကဘာလာလာအကုန်ပြင်းလို့ရတယ်ဗျာ။ပြီးရင်အဲ့လိုမျိုးရဖို့အတွက်ပဲလိုတာအခုတချို့အဖွဲ့တော်တော်များများစီမှာကြည့်လိုက်တယ်ဆိုရင်ဒါမင်းကပါရာမိုတာကိုပြစ်တဲ့အဖွဲ့တွေဆိုရင်တွေ့နိုင်မယ်ပေါ့နော်။ လုံးဝအဲ့လိုမျိုးလက်နက်တွေကအစားတပ်ဖွဲ့တွေဆီမှာပိုင်ဆိုင်နေပြီဆိုရင်စစ်ကောင်စီအတွက်တော့တကယ့်ကိုကြောချမ်းစရာဖြစ်နေဦးမှာပဲပေါ့နော်အဲ့တော့စစ်ကောင်စီကအညာကိုလုံးဝယာတူးတိုးယူနေတော့မှအညာဘက်ကိုသွား ဘာလို့လဲဆိုတော့အညာဖွဲ့တွေကိုထင်သေးလို့ပေါ့နော်အခုကြအညာကိုထင်သေးလို့မျိုးတော်ပြီရာထူးမရချင်နေပါစေတခြားနေရာပဲသွားတော့မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာလိမ့်မယ်ပေါ့နော်ဒါလည်းအားရစရာကောင်းတယ်အဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့လည်းကျွန်တော်တို့စောင့်မျှော်ကြပါမယ်တပ်ဖွဲ့တွေဘက်ကဒါထုတ်ပြန်လာတဲ့ခါကျရင်အားရဝမ်းသာနဲ့ကျွန်တော်တို့အောင်ပွဲခံကြမယ်ပြီးရင်ဒါကျွန်တော်လည်းဆက်သွယ်ဖို့အတွက်ကြိုးစားမယ်အဲ့လိုမျိုးဆက်သွယ်တဲ့ခါကျရင်လည်းအာတက်ဖွဲ့တွေကိုပြည်သူတွေဝိုင်းပြီးတော့ကူညီပေးကြပါအောင်ပေါ့နော်။ဒါဒီလိုမျိုးကူညီပေးရဖို့အတွက်ကတက်ဖွဲ့တွေအတွက်တကယ်ကိုထိုက်တန်ပါတယ်။မြေပြင်မှာတကယ်အသက်နဲ့ရင်းပြီးတော့လှုပ်ဆောင်နေကြတာဖြစ်တဲ့အတွက် တန်းတလောက်ဝိုင်းပြီးတော့ကုညီပေးကြပါပါเนาะနောက်တစ်ခုဒါကျွန်တော်ပြောမယ်ဒါဗမောဗမောကိစ္စပြောဗမောမှာဖြစ်စဉ်တွေတောက်လျှောက်ဖြစ်တယ်ပါเนาะကွက်ကြွက်ကြပုံစံမျိုးနဲ့ကျွန်တော်သိရတဲ့လောက်ဟာလေးပြောပြောပေးနေတာအားရစရာကောင်းတဲ့ဟာတွေကြီးပဲကျွန်တော်ဖော်ထုတ်ပေးတယ်ပါเนาะအဲ့ဒါကပါလဲဆိုတော့ဒါဗမောမှာဒါဒီရက်ထဲမှာဖြစ်စဉ်နှစ်ခုပေါ့เนาะထင်းထင်းရှားရှားမှတ်မှတ်ရဖြစ်နေတဲ့ဖြစ်စဉ်နှစ်ခုဒါကျွန်တော်ရွေးထုတ်ပြီးတော့ပြောပြမယ်အဲ့ဒါကကြတော့ဒါခွန်တာကန္နာလမ်းမှာရှိတဲ့ဘုံကြီးเจ้าရေရှင်เจ้า အဲဗမုံမှာရှိတယ်ပေါ့နော်ကန္တာလမ်းဘက်မှာဒါရင်းရှင်ကျောင်းဒါဘုန်းကြီးကျောင်းကြီးအကြီးကြီးတကယ်ကျွန်းနိုင်နေနေပေါ့နော် တကယ်အဲ့လိုမျိုးအဲအဲ့ကျောင်းရဲ့ပတ်ဝန်းကျင်ပေါ့အဲ့ကျောင်းအနီးနားမှာဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုအဲအဲ့နားမှာဒါစစ်ကောင်စီဘက်ကဒါတက်စိတ်တစိတ်ပေါ့နော်အဲ့တက်စိတ်တစိတ်ကအဲ့လိုဒီအပျက်စီးတွေရှိတယ်ပေါ့ဗျာအဲတချို့အဆောက်အဦတွေကအကုန်ပျက်စီးကုန်ပြီအမိုးတွေပါမရှိတော့အဲ့မှာအုတ်အုတ်နေရလေးပဲရှိတော့အဲ့ဥစ္စာတက်တက်ကိုအဲ့နားမှာတစိတ်တက်စိတ်တစိတ်ရှိတယ်အဲ့ဥစ္စာတက်တက်ကိုဒလိုင်းတက်ဖွဲ့တွေရဲ့ drone ပုံစံပြစ်ချတာ ွက်တီကြတာဗျာကွက်တီကြတာဒါကောင်ဆိုရင်သူကဘလိုတောင်ဖြစ်လဲဆိုတော့သူကအဲ့ဘုံသီးပစ်ချလိုက်ပါပြီဆိုတော့ခါကြမှာပဲသူကကြမဲ့နေရာကိုထပြေးလာအဲ့မှာတက်တက်ကြီးကြတာမီးတွေပါလေပွင့်ကုန်တယ်အားရစရာကြီးပေါ့နော်အားရစရာလုံးဝတက်စိတ်တစိတ်လုံးအော်ပြဲနေရာပဲတဲ့အကုန်သေးသူကအဲ့လိုပုံစံမျိုးတွေကိုဖြစ်ကုန်တာပေါ့နော်အဲ့တော့အပတိယကြီးပေါ့နော် ဒါအရတော့အဲ့မှာဖြစ်တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့မယုံဘူးဆိုလဲမေးကြည့်ကြအောင်ပေါ့နော် sorry မေးကြည့်ကြအောင်ဆိုတော့ကြံခဲ့တဲ့ကောင်မေးအဲ့ဟိုအဲ့ဖြစ်စဉ်မှာပါတဲ့ကောင်မေးနဲ့တေကုံလောက်ပြီပေါ့နော်အဲ့တော့ကြံခဲ့တဲ့ကောင်မေးကြည့်ကြအောင်ပေါ့နော်အဲ့တော့အဲလောကအဲ့ဒီဖြစ်စဉ်ဖြစ်သွားပြီးရဲ့ချိန်ထဲမှာဒါဆက်ထဲမှာဆိုអော်ကြတာပေါ့နော်လောကငယ်တန်းတော်ပါတယ်ဆိုပြီးတော့လည်းသိရတယ်ဒါလည်းအားရကြဖြစ်စဉ်တစ်ခုမှလို့ဒါဝင်ရပြေးတာဖြစ်တယ်ပေါ့နော်စစ်ကောင်စီကဗမော်ကိုဘလို့အချင်းနေမျိုးနဲ့ဘာလို့ဖြစ်သွားပြီဘလို့လုံနေပြီဘလို့ထိန်းချုပ်နေပြီဆိုပြီးပြောပဲဆိုပေမဲ့လည်း မြေပြင်မှာတကယ်တကယ်သူတို့ပြောတဲ့စကားအနေနဲ့အများကြီးကွဲလွဲနေတယ်ဆိုတဲ့ဟာကိုဒီဖြစ်စဉ်တွေကတက်တည်ပြနေတယ်ပေါ့နော်နောက်ထပ်ဖြစ်စဉ်တစ်ခုအဲ့ဒါဘာလဲဆိုတော့လေရင်ခွင်းသားမှာလေရင်ပြေးလန်းကြီးဘေးသားမှာလေရင်ခွင်းပေါ့နော်အဲ့ဒီနေရာကိုဒီတော်လိုင်းတပ်ဖွဲ့တွေဘက်ကဒါအသေးခံ drone ညာအသေးခံ drone နဲ့ဝင်ကျုံးတာပေါ့နော်ကျုံးတဲ့အချိန်မှာ မြင်နေရရင်နေရတည်လားအဲ့နားမှာအဲ့တို့ဒီလင်ကွင်းဒါပြေးလန်းရှိတယ်အဲ့ပြေးလန်းရဲ့ဒါညာဘက်ချမ်းမှာဆိုရင်ကာလီစီရှိတယ်ဘက်ဘက်ချမ်းမှာဆိုလည်းအဲ့လိုမျိုးပေါ့ဒီစစ်ကောင်စီစစ်သားတွေဗားတွေအဲ့ဆုဖွဲ့ပြီးတော့လေဘောနေကြပေါ့နော်အာလူဖုတ်နေကြအဲ့လိုတော်ကီပွားနေတဲ့အချိန်မှာပဲဒီခုနလို့ဒါအသေးခံ drone ဝင်လာတဲ့အချိန်မှာမြင်နှောင်းကောင်တွေအကုန်ပြေးတာအဲ့လိုမျိုးအကုန်ပြေးတာကားဝါနေစင်းပြေးတဲ့ကောင်တွေလည်းပြေးပေါ့နော်ဘေးနားမှာဒါခုနတော်ကီဖုန်းတွေကောင်တွေလည်းပြေးပြေးတဲ့ကောင်ပြေးပေါ့နော် အဲ့ချိန်မှာလုံးဝနောက်ဆုံး drone ကဝင်ပြီးကျုံတဲ့ချိန်ကြာပါတော့เนาะအဲ့မျက်နှာကြီးတွေဆိုမှတ်မိနေအောင်ကြောက်လန့်တရားပုံစံမျိုးနဲ့ဒါသူကနောက်ဆုံးဒါသူ့ရဲ့ energy ဖြစ်တဲ့မျက်နှာကြီးတွေနဲ့ပဲဒါအသက်ပျောက်သွားရတယ်ပေါ့เนาะအဲ့တော့ဒါကလည်းအားရစရာကောင်းတယ်ပေါ့เนาะအဓိကတော့တပ်ဖွဲ့တွေကလုံးဝဇွဲမလျှော့ဘဲနဲ့ပေါ့เนาะရရင်ရသလိုကိုစစ်ကောင်စီစစ်သားတွေကိုတိုက်ခိုက်နေတာဖြစ်တယ်အဲ့တော့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ပေါ့เนาะဒါတချို့ကြောက်လည်းဒါစစ်ကောင်စီဘက်ကကောင်တီကပြောကြတယ်ပေါ့เนาะ ဘမလဲဓာတ်ပုံပြဘမလဲဗီဒီယိုပြပေါ့နော်ဘာမှအဲ့ဒါကြီးပြောမနေဘူးမနှုတ်ကောင်နေမနှုတ်မေးကြည့်လိုက်ပေါ့နော်မေးကြည့်လိုက်ဟိုရောဟိုရလာပေါ့နော်အဲ့ဖြစ်စင်နေတဲ့ပတ်သက်လို့မှန်ရဲ့လားဆိုတဲ့ဟာကိုမင်းတို့ပတ်ချမ်းမှာမင်းတို့အချင်းချင်းမေးကြည့်လိုက်ငါတို့ကတော့တေချာတယ်လုံးဝအာမခံတယ်ကွာအဲ့တော့ကျတော့အဲ့ဒါနဲ့ပတ်သက်လို့ဖြစ်စင်ကလည်းအားရကြကောင်းလို့ဒါမျှဝေတာဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်စစ်ကောင်စီဟာအခုတည်းအကြရှုံးထိခိုက်တယ်များနေလို့မယ် ဒီနေရာကိုသူတို့ထိန်းချုပ်နိုင်ပြီလို့သူတို့ဘလောက်ပဲပြောပြောမြေပြင်မှာမဟုတ်ဘူးကွဲလွဲမှုတွေများနေတယ်ဆိုတော့ဟာကလည်းသူတို့ရဲ့ video file နဲ့အခုနောက်ပိုင်းမတက်ဒေါ်လာတွေကိုကြည့်ရင်သိသာစီတယ်ဗောနော်ဒါဟာအားရစရာကောင်းတယ်တပ်ဖွဲ့တွေဘက်ကမထုတ်ပြန်တာပဲရှိတယ်ဗောနော်တကယ်တကယ်မြေပြင်မှာစစ်ကောင်စီဘက်ကတော်တော်လေးအထိနာနေတာဗောနော်အဲ့တော့တက်မမှုတွေဆိုတက်မမှုအဲ့မှာနှစ်ယောက်ရှိတယ်ဗောနော်တက်မမှုတွေဆိုရင်ဒါတည်ရင်မှုတည်ရင်မှုဆိုပေမဲ့သူကယာယီတည်ရင်မှုဗောနော်စောင့်ကြည့်ကာလ6လသူတို့ကိုယာရုတိုးဖို့စောင့်ကြည့်နေတဲ့ကာလအဲ့အချိန်မျိုးတွေမှာသူကအရန်အလုတ်လုတ်ပြရတာ ဒါပေမဲ့အဲ့မှာရှိတဲ့ယာယီတန်ရဲမှုဆိုတဲ့ကောင်တွေကအကုန်လုံးပတ်ဆဲခံနေရတာတက်ဒီတက်မှုတက်မမှုတွေရပါတော့ပတ်ဆဲနေလားငါးကင်တုတ်တာငါးကင်တုတ်တာများတယ်ဆက်ထဲကနေပြီးတော့ဗောနော်အပြင်မှာရှိရင်ဗောနော်ဆက်ထဲကနေပြီးတော့သရွေးတွေကအပြင်ကိုများစင်မလားမသိဘူးဗောနော်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ငါးကင်တုတ်ခံနေရတယ်ဗောနော်စစ်ကောင်စီဘက်ကဒါတန်ရဲမှုဆိုတဲ့ကောင်တွေကဇာပြပြတယ်ပုံစံမျိုးနဲ့မြေပြင်မှာဖိထောင်းခံနေရတယ်ဗောနော်အဓိကတော့သူတို့ရဲ့ဒါရီမန်းချက်လုပ်တွေမပြေဝတဲ့ခါကျတော့ ဒါအပေါ်ကနေပြီးပေးလာတဲ့ဖီအားတွေကိုဟိုးအောက်ခြေအဆင့်ထိတော်တော်လေးခန်းစားနေရတဲ့ပုံစံမျိုးတွေသိရတယ်။အဲ့တော့ဒါတချို့ဆိုရင်ပြောကြတယ်ဗောနော်အိုက်တမမူအားတဲ့အစဲတန်လို့များတမမူပေးထားလားမသိဘူးတဲ့အဲ့လိုပုံစံမျိုးတွေအားစပြောကြတယ်ဗောနော်ဒါဟာလည်းအားရစရာဖြစ်စင်မလို့အခုလိုမျိုးပြောပြခြင်းဖြစ်ပါတယ်နောက်ထပ်တစ်ခုရှိတယ်ဒါကကျတော့ကျွန်တော်တို့သတိထားစရာဗောနော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒါအတွင်းကနေပြီးတော့စုံစမ်းရရှိတဲ့သတင်းတွေရဆိုရင်ဒါမန္တလေးဒါလက်ဘခဗောနော်ဒါမန္တလေးလက်ဘခနန်းရင်းထဲမှာဒါစစ်ကောင်စီကားအစည်းရေရာကနန်းလောက်ကိုစုဖွဲ့နေတာရှိပါတယ် အဲ့တော့ကားအားလုံးကိုအသင့်ပြင်ခိုင်းတာတယ်အဲဒီကားတွေကနေပြီးတော့သူကစစ်စင်ရေးနေမြေတွေကိုထွက်မယ်အဲ့လိုထွက်တဲ့ခါကျရင်သူကဒီတဘာတဲ့ပါသွားမဲ့အင်အားတွေလည်းရှိတယ်လို့လမ်းကြမ်းမှခေါ်မဲ့အင်အားတွေလည်းရှိမယ်ပေါ့နော်လမ်းမှာပဲတင်မဲ့အင်အားတွေကပုံများတယ်ဆိုပြီးတော့လည်းသိရတယ်ဘက်တက်တွေဘက်တက်တွေကိုတင်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စုံစမ်းပြမယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါအင်အားတွေကိုတဘာတဲ့ခေါ်သွားမှာတွေလည်းရှိတယ်လို့ဒါဒီကားတွေထွက်တဲ့အချိန်ကိုလည်းညဘက်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေကြရလဲရှိတယ်ဆိုပြီးတော့သိနေသိရတယ်ပေါ့နော်အဲ့တော့ဒါတို့အနေနဲ့ဒါ ီဒေါ်လာရင်းတက်ဖွဲ့တွေမျက်စိလည်အောင်ပုံစံမျိုးတွေနဲ့တော့ဒါသူတို့တောက်လျှောက်ဒါစီမံနေတာမျိုးတွေရှိတယ်ဒါပေမဲ့လည်းအဲ့ဒါကခက်မှန်းလို့လွယ်ပါတယ်ဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းမှာစစ်ကောင်စီကကောင်းညဘက်ပဲသွားတာပုံများလာတယ်ဗောနော်ဒါတက်အွှေ့ပြောင်းကိစ္စမျိုးတွေဆိုရင်ညဘက်လောက်တာတွေကပုံများလာတယ်အဲဘာကြောင့်လဲဆိုတော့ဒါနေဘက်ပိုင်းနေမှာဒါတက်ဖွဲ့တွေရဲ့စောင့်ကြိုတိုက်ခိုက်မှုတွေတောက်လျှောက်ခံရတာဖြစ်တယ်အဲပြီးတော့ကျတော့သတင်းပေါက်ကြားမှုပိုင်းနေ သတင်းပေါက်ကြတယ်ပေါ့နော်သူတို့ဘယ်နေရာကိုသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒေါ်လန်ပြည်သူတွေကလုံးဝတာဝန်တိစိတ်နဲ့ပေါ့နော်ကာဗနစီဘယ်ချိန်ကနေပြီးတော့ဘယ်ဘက်ကိုဥတီပြီးတော့ဖြတ်သွားတယ်။ဘာမျိုးစားဖြစ်တယ်။အဲမိုးကအုပ်ထားတယ်။အဲအတွင်းထဲမှာဘလောက်လောက်ခံမှန်းပါနိုင်တယ်။အဲလိုပုံစံမျိုးနဲ့ကိုအတိအကျသတင်းပေးတာဖြစ်တဲ့အတွက်စစ်ကောင်စီကအရန်အထိနာတယ်။အရန်အထိနာတဲ့အတွက်သူတို့ကလုံးဝလူကြီးတိတ်တဲ့အချိန်မျိုးတွေမှာ ဒီကားတွေကိုအသုံးပြုပြီးတော့ထွက်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဒါရှေ့ပိုင်းမှာလည်းလောက်ခဲ့တဲ့ဟာပေါ့လေအခုလည်းအဲ့လိုပုံစံမျိုးစီစဉ်နေတယ်ဆိုပြီးတော့သိရတယ်ကားအားလုံးကိုဒါမိုးကအလုံးပိတ်ထားတယ်ပေါ့နော်သွားမဲ့နေရာရီမန်းချက်နေရာကဘယ်နေရာလဲဆိုတော့မိုးကုန်းနဲ့စခိုင်းဘက်ကိုခွဲထွက်မယ်ဆိုပြီးတော့သိရတယ်အဲ့တော့ပြောချင်တာကမိုးကုန်းကလည်းဒီရက်ထဲမှာအရန်ကိုဟော့နေတဲ့အနေထားအဲဘာဖြစ်လို့လဲဆိုတော့ဒါ TNL ကစစ်ကောင်စီကိုခေါ်ပြီးတော့တွန်းလာမယ်ဆိုတဲ့ပုံစံမျိုးတွေအရန်အဲ့လိုမျိုးသတင်းတွေထွက်နေတဲ့အနေထားအဲ့ကြအဲ့အတွက်ကိုရည်ရွယ်ပြီးတော့ဒီဟာတွေကိုပြင်ဆင်ထားသလား ဒါကိုလည်းစဉ်းစားရမှာဖြစ်တယ်အဲ့တော့ကားအစည်းရေကားအင်အားကယာကနန်းလောက်ထိကိုရှိတယ်ဆိုပြီးတော့သိရတာဖြစ်တဲ့အတွက်အင်အားတော်တော်များများပါမဲ့အနေအထားဖြစ်နိုင်တယ်ပေါ့နော်အဲနောက်တစ်ခုကဒါစကိုင်းဘက်ချံစကိုင်းဘက်ချံကလည်းသိတဲ့အတိုင်းပဲဒီရက်ထဲမှာဒေါ်လိုင်းတက်ဖွဲ့တွေစော်လိုက်ဖြုတ်လိုက်ကြတာစစ်ကောင်စီအတန်ကိုမထွက်နိုင်တဲ့အနေအထားတိုက်ပွဲတွေကလည်းတော်တော်ပြင်းထန်တယ်ဒါစစ်ကောင်စီဘက်ကအထိနာရည်လည်းရှိတယ်ပေါ့နော်အဲအကြောင်းလို့အဲ့ဘက်ကိုထပ်ပြီးတော့သူတို့အင်အားရွှေ့ပြောင်းတဲ့ပုံစံမျိုးတွေလှုပ်ဆောင်လာမလားဆိုတဲ့ဟာကလည်းအဲကျွန်တော်တို့ယူဆမိတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါမိုးကုတ်စကိုင်းဘက်က ဒီ AI နဲ့ပတ်သက် ပြီးတော့ပြင်ဆင်စရာရှိတာပြင်ဆင်ထားနိုင်အောင်လို့ပေါ့နော်အဲ့ဒါလေးလေစေတနာနဲ့ပေါ့နော်စစ်ကောင်စီစစ်ကောင်စီစစ်သားတွေတည်းတင်းကိုဒါအခုလိုမျိုးကျွန်တော်တို့စုံစမ်းသိရှိရတော့ပြောပြပေးရဖြစ်ပါတယ်နောက်တစ်ခုကထပ်ပြီးတော့သိရတယ်အဲ့ဒါပါလဲအဲ့ဒါကြတော့အားရစရာပဲဗျာဘာကြောင့်လဲဆိုတော့ဒီစာခဆက်ကွန်စာခဆက်ကွန်ကအခုဒါအားခတ်တော့ AI နဲ့ရင်ဆိုင်တွေ့နေရတဲ့နေရာတွေမှာသူတို့တာဝန်ယူထားရတယ်အငက်ငက်အပြက်ပြက်နဲ့ပေါ့နော်တရင်တရင်ကိုအင်အား 30 40လောက်အထိကိုရော့ကျသွားတဲ့အနေအထားတွေရှိတယ်။ဟို30 40လောက်ပဲကျန်တော့တဲ့အနေအထားတွေရှိတယ်။အဲ့ဒါကြောင့်မလို့ဒါကျွန်တော်ရှေ့မှာတခါပြောခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ဒီစားကားစက်ခုံကိုအင်အားဖြည့်ဖို့အတွက်ပေါ့နော်။ပါစတွေသင်တန်းဆင်းလာတဲ့ပါစတွေကိုဒီသူတို့ရဲ့တက်မှတ်ဌာနချုပ်ကနေပြီးတော့ကားတွေနဲ့သွားခေါ်နေတယ်ဆိုတဲ့သတင်းအဲ့ဥစ္စာကအခုအဲ့အင်အားတွေရောက်လာပြီဆိုပြီးတော့သိရတယ်။အင်အားတစ်ထောင်လောက်ရှိတယ်။အဲပြောချင်တာကတော့အဲ့အင်အားတစ်ထောင်ကိုဒါရှေ့တန်းမှာရှိတဲ့နေရာတွေကိုသူတို့လွှတ်မယ်။ တရင်တွေကိုအင်အားအရင်ဖြည့်မယ်ဘယ်တရင်တွေကိုခွဲမယ်ဆိုတဲ့ဟာကအခုထိတော့ဒါအတိအကျမသိရသေးဘူးဒါပေမဲ့တရင်စိတ်ရင်းရှိရင်စိတ်ရင်းလုံးကိုအင်အား100စီလောက်ခွဲပေးမယ့်ပုံစံမျိုးတော့အကြမ်းပြင်းသိထားရတယ်အဲ့တော့တရင်တရင်ကိုအင်အား100ဖြည့်မယ်လို့ပြောရတာပေါ့ဗျာအဲပြောမယ်ဆိုရင်ဒီကဖြည့်လဲဖြည့်ရတော့မှာမဖြည့်လို့မရတော့သူတို့မှာတရင်တရင်ကိုအင်အား30လောက်ပဲကျန်တော့တာအဲ့တော့ကျတော့တမတမလုံးအနေထားနဲ့ဖြည့်မယ်ဟေ့ဆိုရင်အင်အား1000ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဗျာဒါ ဒီလိုမျိုးသင်တန်းတွေဆင်းလာပြီအဲဒီလိုမျိုးဒါပါစပဲဖြစ်ပါပဲဖြစ်စစ်အခြေခံသင်တန်းတွေဆင်းလာပြီဟိဆိုတဲ့ခါကျရင်တက်တွေကိုအင်အားဖြည့်ပေးရရှိတယ်အဲ့လိုဖြည့်ပေးတဲ့ခါကျရင်သူကစစ်စင်ကြီးကြမ်းတမ်းတဲ့နေရာမျိုးအဲအင်အားနှဲပါနေတဲ့တက်မမျိုးအဲ့လိုနေရာမျိုးတွေကိုသူကအင်အားဖြည့်ပေးတယ်အဲ့တော့ဆာခတ်ဆက်ခုံကတော်တော်ကိုအင်အားနှဲပါနေတဲ့အနေအထားမျိုးသူကတွေ့ရတယ်ဗောနော်အဲ့တော့အာခတ်တော်အေရဲ့လှော်ချက်ကြီးစော်ချက်ကြီးอ่ะဗျာတက်မတက်မလုံးကိုအဲ့လိုမျိုးဖျော်ဖျက်ဖြစ်သွားအောင်အထီကိုစော်ပြစ်တာဗောနော် ရင်တော့ကတော့ဒါကျွန်တော်တို့တွေဒါအခုစစ်ကြောင်းနေစစ်ကြောင်းနေပြုတ်တယ်ပြုတ်တယ်ဆိုပြီးပြောနေကြအောင်နော်အခုဒါအာခတ်တော်အေးနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်တမတွေတမတွေပြုတ်တယ်ပြုတ်တယ်ဆိုတော့ပုံစံမျိုးနဲ့ကိုပြောရမယ့်အနေထားတွေဖြစ်လာနေပြီပေါ့နော်ဘလိုပဲဖြစ်ဖြစ်ဒါကတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်သူတို့ကအင်အားဖြည့်တာတော့မှန်တယ်ဒါပေမဲ့အဲ့အင်အားတွေကပါစတွေဖြစ်တယ်ပေါ့နော်တိုက်ရိုက်ခိုင်းနေပတ်သက်လို့ကတော့အထူးစိတ်ပူစရာမရှိဘူးတပ်ဖွဲ့တွေကလှော်လိုက်မယ်ကြည်နေအဲ့မှာလာလိုက်မယ်ဒါလက်လက်တွေခဲရနေယူပြီးတော့ဒါအလင်းဝင်မဲ့သူတွေလည်းရှိလိုက်မယ်ပေါ့နော်အဲ့တော့ အင်အားဖြည့်တယ်ဆိုတဲ့ဟာကစိတ်ပူစရာတော့မရှိပါဘူးပေါ့နော်ဒါပေမဲ့ဒါကတော့အင်အားတစ်ခုတော့ဖြစ်နေဦးမယ်အဲနောက်တစ်ခုကအဲ့လိုမျိုးအင်အားတွေနည်းနေပြီဆိုတဲ့ဟာကိုလည်းဒါကျွန်တော်သိရမယ်ပေါ့နော်အဲနောက်တစ်ခုကကျတော့ဒါကကျွန်တော်ထက်တွက်ရမယ့်ဟာပေါ့နော်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီကအဲ့လိုမျိုးဒါတသားတစ်တလားတလားကိုသူကအင်အား9000 9000ရနေလား9000ဆိုတာတမ9မစာလောက်ရှိတယ်ပေါ့နော်ပြောရမယ်ဆိုရင်အင်အား100 100နဲ့အတွက်တော့9000 9000စာလောက်ရှိတယ်တမ9မစာလောက်ရှိတာပေါ့ဗျာအဲ့ကြအဲ့လိုပုံစံမျိုးနဲ့အင်အားတွေကသူကတောက်လျှောက်တောက်လျှောက်စုဆောင်နေမှာဖြစ်တယ် အစူဆောင်မခံရဖို့အတွက်အရေးကြီးတယ်ဆိုတဲ့ဟာကိုလည်းပြောချင်တာပေါ့နော်အပြီးတော့ဒီဥစ္စာကိုထိထိရောက်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ကြမလဲစစ်ကောင်စီဒီလိုမလုပ်နိုင်အောင်ဒါကျွန်တော်တို့အချိန်တွေဘယ်လိုမျိုးခွဲဝေပြီးတော့တုံးချမလဲဘာကြောင့်လဲဆိုတော့အချိန်ကြာလာတာနဲ့အမျှပေါ့နော်စစ်ကောင်စီဘက်ကအင်အားကရော့သွားတယ်ဆိုရင်တော့မှပဲသူကအမြဲတမ်းသူကဖြည့်ဖို့အတွက်ဗော်တာဆွဲတဲ့နီလန်းမျိုးတွေရှိတယ်ဗျာ ဒါကြတော့အဲ့ဟာမျိုးတွေကိုအဲ့နီလန်းမျိုးတွေကိုကျွန်တော်တို့ရက်တန်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းတွေကလည်းနောက်ပိုင်းမှာစဉ်းစားရမယ့်အထဲမှာပါလာလိမ့်မယ်ပေါ့နော်လောလောဆယ်မှာတော့ကျွန်တော်တို့တပ်ဖွဲ့တွေကစစ်အနိုင်တိုက်ရေးအတွက်ကိုဦးစားပေးပြီးတော့လှုပ်ဆောင်နေကြတယ်အဲ့တော့အဲ့ပိုင်းတွေမှာလည်းတနင်္သာရောက်ပါဝင်ပေးကြစီခြင်းနဲ့အဲ့တော့အခုပြောပြခဲ့တဲ့သတင်းတွေအကုန်လုံးကမြေပြင်ကအချို့ကျွန်တော်စုံစမ်းသိရှိရတဲ့ဟာတွေဖြစ်တယ်အားရစရာတွေဖြစ်တယ်လက်ရှိဖြစ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တနင်္သာရောက်ခံမှန်းကြည့်တဲ့အရာတွေဖြစ်တယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တော်လိုင်းကဆက်ပြီးတော့ရှိနေဦးမယ် ဒေါ်လိန်နဲ့ပတ်သက်လို့လည်းဒါပြည်သူတွေဒီထက်ပိုပြီးတော့ပါဝင်ပေးကြဖို့လိုအပ်နေအောင်မယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ဆက်ပြီးတော့စူးစမ်းကြပါမယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်